ကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူပို့ပြီးအပြန် KIA တပ်ဖွဲ့ရဲ့ပြစ်ချမှုကြောင့်ပြက်ကျသွားခဲ့ရတဲ့ရဟန်းရင်တွဲစစ်ကောင်စီပိုက်လို့ပိုးကြီးမျိုးထောက်အောင်ရဲ့အလောင်းကိုရွှေကူမြို့နယ်စဲငန်းရွာဘက်တွင်တွေ့ရှိခဲ့ရတယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်၂၀25ခုနှစ်မေလ20ရက်ယမန်နေ့ကစစ်ကောင်စီရဲ့မြစ်ကြီးနာနံပေါင်လေတက်ကနေဗမော်မြို့သို့ရဟန်းရင်၃စီးဖြင့်စစ်ကူပို့ပြီးအပြန် KIA တပ်ဖွဲ့ကပြစ်ချခဲ့တာဖြစ်ပြီးရဟန်းရင်၃စီးအနက်၂စီးထိမှန်က၃စီးပြက်ကျခဲ့ခြင်းပဲဖြစ်ပါတယ် ခုကပိုက်လို့မြို့ထောက်အောင်ရဲ့အလောင်းတော့တီးပြုတ်လို့ရပြီ။ channel သူတွေအကုန်လုံးလဲသိရပဲဟုဒေတာကစစ်ရေးတရင်ချင်းမြမ BBM ကိုပြောပါတယ်။ဒါအပြင်အဆိုပါရဟန်းရင်ပြတ်ချောက်မှုအတွင်းပိုက်လို့ဘိုးကြီးမြို့ထောက်အောင်ပြင်အခြားပိုက်လို့တွေဖြစ်တဲ့ဘိုးကြီးကျော်မြတ်သူဘိုးကြီးချမ်းသာနဲ့ crew ဖွဲ့မှ၃ဦးလဲထပ်မံပါဝင်တယ်လို့ကနအူးသိရှိရပါတယ်။ပိုက်လော့တယောက်ကတော့အတီးပြုတ်နိုင်သွားပြီလေတက်ကဆိုရင်တော့နောက်ထပ်ပိုက်လော့နှစ်ယောက်နဲ့ခရူဖွဲ့ကြီးကြံပါသေးတယ်ဟုလေတက်စီဂျန်တအူးမှ BBN ကိုပြောပါတယ် ဗမော်မျိုးမှာအချင်းပြောင်းလှုပ်လာတဲ့ဗျူဟာမှုနဲ့အဖွဲ့လဲယခုပြတ်ကျသွားတဲ့ရဟဲ့ရင်အတွင်းပါဝင်မှုတွေရှိနေတယ်လို့ပြောဆိုမှုတွေရှိနေပေမဲ့ BBM ကတိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး